တချင်းကောင်းတွေအများကြီးရှိတဲ့ထဲကမှဒီနေ့ကျွန်တော်ကောင်းပေဆိုတဲ့တချင်းတစ်ပုဒ်ကိုကျွန်တော်မေးဆွေးလို့ပြောကျွန်တော်ပြန်လည်ပြီးတော့ရွေးချယ်တာလေအဲ့ဒီတချင်းကတော့ကျွန်တော်တာမန်လူတွေအတွက်ရေးဆက်ထားတဲ့တချင်းတစ်ပုဒ်ဖြစ်တယ်အခြေခံလူလန်းသားဘဝတစ်ခုကိုရေးဆက်ထားတဲ့တချင်းတစ်ပုဒ်လည်းဖြစ်တယ်နော်အခြေခံလူလန်းသားပဲဖြစ်ဖြစ်ဘယ်လိုလူလန်းသားပဲဖြစ်ဖြစ်မိသားစုတစုမှာအရင်ကမှအရေးပါတော့အရေးကြီးဆုံးကတော့အဖေမိသားစုရဲ့သူရဲ့ကောင်းကြီးလို့လည်းပြောရရတယ် မင်းရမမဆိုအဖေရှိရင်အားရှိတယ်ဆိုလို့စကားကလည်းကျွန်တော်တို့အလကားထားရတာမဟုတ်ဘူးနော်မိသားစုတစုမှာအခက်အခဲတွေဘယ်လိုပဲကြားရောက်လာရမစေဘယ်လိုဒုက္ခမျိုးတွေပဲကြုံတွေ့ရဖြစ်အဖေရှိရင်အားရှိတယ်အဖေကျွန်တော်တို့မိသားစုတွေပြောပြအဖေကအရှိကမြေရန်လို့မမမမရက်တည်သွားမယ်သူ့ရဲ့အတက်ကိုပမာဏမထားဘူးနဲ့သူ့ရဲ့အတက်တင်တည်ပါစေဆိုပြီး မိသားစုရဲ့အခက်အခဲတွေပဲဖြစ်ဖြစ်မိသားစုရဲ့ပြဿနာပဲဖြစ်ဖြစ်အဖေကအရှိကနေပြီးတော့မမမမရှင်းဆိုင်ဖြစ်ရှင်းသွားမယ်အပြောဆိုခံရမယ်ဆိုတော့အဖေကထိတ်ဆုံးရတယ်ပြောဆိုခံရအောင်ဗျာမိသားစုတို့ဒီလောက်ကြီးသူကဆွန့်လို့ရတဲ့တွေကောင်းကြီးဖြစ်တယ်မိသားစုတို့ဒီလောက်ကြီးအသက်ပေးရတဲ့တွေကောင်းကြီးဖြစ်တယ်ဒီနေ့မှတော့ကျွန်တော်ယူဆက်လာတဲ့ခြင်းတော့တော့အဖေတရှင်တော့ဖြစ်တယ်ဒီတခြင်းကိုရေးဆက်ထားတဲ့သူကတော့တီတီစုဦးလုံးမှုဖြစ်တယ် ။နောက်တချင်းကောင်းတွေအများကြီးရှိလို့ထဲကမှဘာလို့ဥလုံးမှုတချင်းတွေကြီးပဲကျွန်တော်ပြန်လည်ပြီးတော့ရွေးချယ်ပြီးတော့တင်ဆက်နေတယ်ဆိုလို့ရှင်းတယ်။ဥလုံးမှုတချင်းတွေကလည်းအရင်ကအနှစ်သာရပြောရလို့တချင်းတွေဖြစ်တယ်။အရင်ကအတိတ်ပဲပြောရလို့တချင်းတွေဖြစ်တယ်။ဥလုံးမှုတချင်းတော်တော်များများဟာကျွန်တော်အခြေခံလူတန်းသားတွေကိုပဲအဓိကရည်ရွယ်ပြီးတော့ကြီးဆက်လာတဲ့တချင်းတွေအများကြီးရှိတယ်။ဥလုံးမှုနမည်ကြီးတဲ့တချင်းတွေတော်တော်များများနားသိအနှစ်သာရရံမှာပြေဝတယ်အတိတ်ပဲရံမှာပြေဝတယ်ဥလုံးမှုတချင်းတော်တော်များများဟာလည်း အတိတ်ပဲမင်းတော့တချင်းကိုမစူတတ်တယ်လို့နောက်ပြီးတော့တချင်းကိုသူကလည်းကောင်းအောင်လည်းဆိုတဲ့တချင်းမျိုးကိုပဲရွေးချယ်ပြီးတော့ဆိုတဲ့လူစားတဲ့မှာဥပမာပါတယ်နော်။နောက်သူကိုယ်လည်းရေးဆက်တာတချင်းတော်တော်များများဟာအရင်ကမှထိရောက်လို့နော်။အရင်ကမှနားထောင်ကောင်းလို့တဲ့တချင်းတွေပေါ်ဖြစ်တယ်။ကျွန်တော်တို့ဒီဘဝအကြောင်းမဟုတ်ပဲဘဝအကြောင်းတွေကြီးပဲမဟုတ်ပဲအချစ်တချင်းတွေမှဆိုလေအရင်ကမှထိရောက်လို့နော်။ဒါပေမဲ့ဥလမိုးဆိုလို့တချင်းတော်တော်များများဟာကျွန်တော်တို့အချိန်ကလူတန်းစားဘဝတွေကိုပဲ ရေးဆက်ပြီးတော့ဆိုးလာဖို့များတယ်ဒီနေ့မှာတော့ပလမိုးကိုလည်းရေးဆက်တည်ဆူထားတဲ့အဖေတချင်းကိုကျွန်တော်ပြန်လည်ပြီးတော့အကောင့်ထဲပေါ်အသက်သွင်းပေးစီချင်ပါတယ်ဒီတချင်းကပထမဆုံးအပိုင်မှာပဲကျွန်တော်တို့ဝန်ကြီးကဖြစ်ပြက်လေးတစ်ပုဒ်တစ်ချောင်းကိုရေးဆက်ထားတဲ့တချင်းတစ်ပုဒ်ဖြစ်တယ်တန်ငါရွာကိုလူလေကျဲလို့လားပင်လေပင်နဲ့ငါးပေါင်းဝန်းစားရှာနေရုံချိန်မှာလည်းအိမ်သူများသားသမီးတွေအပြန်လန်းမြေကန်ကဆောက်ကြုံမှာဒီတချင်းရဲ့ပထမအောင်ဆုံးစာကြောင်းလေးမှတစ်ချက်လောက်ကြည့်ကြည့်ပြနော်အရင်ကမှတိုက်ဆိုင် တန်လာရောဆိုတော့ကျွန်တော်တို့တွေပြဘီပုံဝင်ကြီးမှာပင်လယ်ပင်ကြီးတစ်ခုသာရှိပြီးတော့အရေးအမိုးအဝါဒတွေဘာမှမရှိတဲ့ဟိုဥပ္ပကြီးတကွင်ဖြစ်နေတယ်နော်အဲ့ဒီခါမှာနေရတဲ့ကြစ်ကြစ်တော့ပုံနေတာအဲ့ဒါကိုသူကရေးဆက်တာတချင်းလေးဖို့ဖြစ်တယ်နော်တန်လာရောနေပူတဲ့ဒီနေပူထဲမှာရှိတဲ့အရွာလေးကိုသူကရေးဆက်တာအဲ့ဒီအရွာလေးမိသားစုဘဝအခြေအနေတစ်ခုကိုပြန်လည်ပြီးတော့ရေးဆက်တာတချင်းလေးဖို့ဖြစ်တယ်နော် ကွန်တွေလည်းကျင်းလို့တော့ကွန်အားတော့ကြာကျွန်တော်တို့ဒီဟိုပင်လယ်ပြင်ထဲကိုမတော်ဘူးရှင်တော့ကန်းစံပါတယ်ကွန်ကျင်းလို့လူတွေရှိမှာငားငားလို့လူတွေရှိမယ်အဲ့ဒီအကြောင်းကိုသူကပြန်လည်ပြီးတော့ရေးဆက်ထားတာဖြစ်တယ်ငားဟောင်းဝန်းသာရှာရတယ်နော်ဒီသူတို့တွေကဒီရွာလေးမှာနေရတဲ့လူတော်တော်များများဟာအဓိကလေးငားဖမ်းမယ်သူတို့တွေတခြားသောရေလုံငန်းတွေနဲ့အသက်မွေးကြတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒီတဲကမှအဲ့ဒီတဲကမှသူကဒီမိသားစုတချို့ရဲ့ဘဝကိုဟိုပြန်လည်ပြီးတော့ရေးဆက်ထားတယ်နော်ကျွန်တော်တို့ အရင်ခေတ်တော့လားဆိုရင်ကျွန်တော်တို့လူကြီးတော်တော်များများဟာကြားဘူးကြမယ်ပြုတ်ကြမယ်ထင်တယ်ဗျာဒီကျွန်တော်တို့ဒီအောက်ပိုင်းဒီကန်ယူတန်တခြားဘက်မှာဒီလိုလူတော်တော်များများဟာဟိုလှေလောက်သားတွေများကြတယ်ပင်လယ်ပြင်ထဲမှာတွားပြီးတော့အသက်ဆုံးဆံကြတယ်ကမ်းမမြင်နမမြင်မိသားစုစာဝတ်နေရတော့အဖေတွေကထွက်ပြီးတော့ရုန်းကန်ရတယ်တချို့တော့မိသားစုဘဝတွေကြတော့လည်းပြန်လည်ဆုံးဖြူကြတယ်လို့တချို့တော့မိသားစုဘဝတွေကြတော့လည်းဒီအကြောင်းမျိုးမျိုးကြောင့်ပြန်လည်ပြီးတော့မဆုံးဖြူကြတော့ဘဝတွေလည်းအများကြီးရှိတယ် အဲ့တော့ဘုံအူလုံးဘဝပြချက်ချကြကြနဲ့အနှစ်သာရပြေးဝအောင်ဆိုပြီးတော့ခုလိုတချင်းလေးတစ်ပုဒ်ကိုရေးဆက်ထားတာလည်းထင်ပါတယ်လို့ကျွန်တော်နေနဲ့မြင်ပါတယ်ပေါ့နော်နောက်လည်းဒုတိယစာကြောင်းမှာတနေ့တော့လေပုံတန်းကြီးကြလို့လာပင်လေပင်နဲ့ငါးဖန်းသွားတဲ့တို့ရဲ့အဖေအိမ်ရဲ့ချင်းကနောက်ကျခဲ့ပြီတဲ့နော်နောက်ပိုင်းမှာတော့သူတို့ရဲ့သူတွေကောင်းကြီးဖြစ်တဲ့သူတို့ရဲ့အဖေကပြန်လာချိန်မှာပြန်လာလို့ခါမှာနော်ဟိုမိသားစုအနေနဲ့စိတ်ပူကြတဲ့သူတွေအများကြီးရှိတယ် ဒီပင်လယ်ကမ်းရိုးတန်းလေးတစ်ချောင်းမှာဗျာဟိုလှေရည်ကြီးတွေ့တာနဲ့သူတို့ရဲ့အဖေပြန်ပြန်လာပြီလားဆိုပြီးညှောင်းလင်းဒီကြီးနဲ့စောင့်မျှော်နေကြတဲ့တာသမီတွေရှိတယ်မိသားစုဝင်တွေရှိတယ်ဖခင်ကြီးကအားပေါ်ပြီးတော့နေထိုင်ရတော့မိသားစုဝင်ကညာရေးရှိတယ်ဒါမှမဟုတ်ကညမာကြီးကရက်ဆက်လို့အခါမှာလေမုန်တိုင်းကြီးခုလိုမျိုးကြားရလို့အခါမှာကျွန်တော်တို့ပင်လယ်ထဲငါဖမ်းသွားတယ်ကျွန်တော်တို့အဖေကအိမ်ပြန်လာလို့ဆိုတာကျွန်တော်တို့စီကိုပြန်လာလို့ဆိုတာလုံးဝမဖြစ်နိုင်တော့ဘဝတစ်ခုမျိုးမှာကျုပ်ပြစ်သွားလို့စာကြောင်းမှုတစ်ကြောင်းဖြစ်တယ် အဖေကကျွန်တော်တို့အတွက်ဗျာပင်နယ်ပြင်ထဲမှာသူကသွားပြီးတော့ငားလေးဖမ်းဒီအလုပ်တွေလုပ်ဖို့နော်ကမမြင်တမမြင်နဲ့အဲ့ဒီခေတ္တလားဆိုဆက်သွယ်ဖို့ဆိုတာလည်းဘယ်လိုမှမဖြစ်နိုင်ဘူးလေဖုန်းတွေလည်းမရှိတော့ခါမှအခုလိုခက်ခဲမျိုးအခုလိုခံစားမှုမျိုးတွေကိုဒါအခုလိုပင်လယ်ကမ်းစက်တွေနဲ့စပင်လယ်လောက်သားတွေနောက်ပြီးတော့ရဲဝေကိုထွက်ခွက်သွားပြီးတော့အလုပ်သွားလို့မိသားစုကိုညှော်ရလို့ခံစားမှုမျိုးကိုပြောရတဲ့မိသားစုကပဲပို့ပြီးတော့တိမပို့ပြီးတော့နားလည်လို့ကျွန်တော်အနေနဲ့ထင်ရနော် အမေဟာငိုပြီပဲတဲ့ကိုကတွဲလို့ကြမ်းနေလေကညွာဘူးသာတွေးရင်စောင့်မြော်ပါတဲ့အချိန်ဟန်တစ်ခါပြန်လက်မနက်မိုးတော့ရောက်ခဲ့ပြီစီကာကြီးကကန်းစားကစောင့်မြော်ရှာတဲ့ရံမှာတနာဖို့ကောင်းတော့နောက်ပိုင်းမှာသာသမီလေးနဲ့ကြံခဲ့တဲ့မိခင်ရတော့ရှေ့လျှောက်ပြီးတော့ဘာဆက်လုပ်ရမလဲဆိုတော့သူမှစဉ်းစားရမယ်သာသမီလေးရဲ့ဇာဝလေးရှိတည်တဲ့ပညာတင်မှုအတွက်သူမှဟိုရုံးကောင်ဟိုအခြေအနေအများကြီးရှိတည်တဲ့ သူ့ရဲ့အာဟုအားထားရဖြစ်တဲ့သူ့ရဲ့ကောင်းကြီးရလဲအခုဆိုရင်အိမ်ကိုပြမလာနိုင်တော့တာမို့ဒီပြလေကန်ဆက်လေးမှာမသွားပြီးတော့သူ့ရဲ့ခံစားမှုတွေကိုရှင်းပြနေတဲ့တူပါတယ်နော်မုံလွဲ့ချိန်လေအောင်လေးနဲ့ကြားလူပြီးဝေးဝေးမှာလင်ငယ်လေးညောရင်ညောရင်မီလိုလာအဖေပြန်မပါနိုင်များပုတ်ခါစုံစံညောလာဒီနေရာလေးတစ်ပိုက်ကလည်းအရန်ရန်မှာထိတယ်နော်လှိုင်းလေးတွေပုတ်လာတယ်ပင်လေပင်လေးပေါ့ဝေးရနိုင်တဲ့လင်ငယ်လေးတစည်းရလဲ မျောမျောနဲ့နီးလို့လာခဲ့တော့အခါမှာသူတို့ရဲ့ဖခင်ကြီးသူတို့ရဲ့သူရဲကောင်းကြီးများပါခဲ့လေမလားဆိုပြီးတော့အတွင်းနဲ့ပင်လယ်ကန်းဆတ်နှစ်ခုလေးမှာပြေးပြီးတော့စောင့်ညုံနေကြတဲ့မိသားစုတွေညာအနာနဲ့ရောက်လေရောက်လာခဲ့ရောသူတို့ရဲ့ဖခင်သူရဲကောင်းကြီးဖြစ်တဲ့အဖေကပြန်မပါလာတော့တော့ကိုသူတို့တွေကကြည်ခွေဝန်းနေရပါလေဆိုပြီးစာကြောင်းလေးဖြစ်ပါတယ်။ဦးလုံးမှုတီတီချင်းလေးတစ်ပုဒ်ကိုရေးဆက်လာလို့ခါမှာ တကယ်အချိန်ကန်တက်တက်ဒီတန်ခါရွာလေးရဲ့ဘဝတွေကိုတွားရောက်ပြီးတော့များလေးလာပြီးတော့ရေးဆက်ထားသလားလို့ထင်ရတယ်ဗျာတချင်းစာကြောင်းတွေကအများကြီးမရှိဘူးဆိုပေမဲ့တချင်းတမပါသွားလို့ဖွင့်ရတာလို့ပုံစံမျိုးဟာတကယ်ကျွန်တော်တို့ရဲ့ဘဝကြီးတစ်ခုလုံးကိုရေးဆက်ထားတဲ့တချင်းတပုတ်မျိုးနဲ့အတူတယ်နော်မိသားစုနဲ့စာအုပ်နေရာဖြည့်ရှင်းရမယ့်ပြဿနာတွေပါမယ်အဖေကိုလွန်ဆိုတတိယလို့ခံစားမှုတွေပါမယ်အဖေပြန်လာလိမ့်မလားဆိုတော့အတွေးအထိနဲ့စောင့်ညုံနေကြတဲ့ မိသားစုတွေလည်းပါမယ်အမေဖြစ်သူကသူ့ရဲ့ခင်မွန်းပြတ်မလာလို့ခံကြည်ခွေဝန်ရလို့ညည်ရစားတွေလည်းဒီချင်းထဲမှာပါမယ်အရန်ကမှကောင်းမွန်တဲ့တခြင်းတပုတ်ဖြစ်တဲ့တည်တည်ချာချာလေးနားတော်စီလို့လေတခြင်းကောင်းတပုတ်ကိုတခြင်းကောင်းလို့ပဲနားတော်ပြီးပါလို့ကျွန်တော်နေနဲ့ပြောရှင်တယ်ဘာကြောင့်လဲဆိုတော့ဒီဘက်ကလူငယ်တော်တော်များများဟာတခြင်းကိုထက်လို့ဖြစ်စီလုံးကြလို့လူတွေအရန်ကမှပေါများလာခဲ့တယ်ကျွန်တော်နေနဲ့တွေ့မြင်ရတယ်ဒါကြောင့်ဒီဘက်ကတခြင်းကြီးဘလောက်ပဲကောင်းတယ်လို့ပြောနေပြောနေ ကျွန်တော်တို့ရှင်နဲ့ကျွန်တော်တို့နှလုံးသားနဲ့ကျွန်တော်တို့ရဲ့နားထဲကိုမရောက်တာတော့တေချာပဲဖြစ်တယ်။ဒါကြောင့်ဒီတချင်းလေးကိုမဆွေလိုမီနဲ့ဘဝတချင်းလေးတပုတ်ဖြစ်တယ်ခံစားမှုဒီချင်းလေးတပုတ်ဖြစ်တယ်။တတိချာချာလေးကိုပြန်လဲပြီးတော့နားထောင်ပြေရှင်ပြ။အမြင့်တာကအရင်ကမှပြီးသွားလို့နဲ့ဒီချင်းတပုတ်ဖြစ်တာမျိုးလို့အတိတ်ပဲမဲ့တာနားထောင်ပဲနားထောင်နေတဲ့ဒီတချင်းလေးတေတေချာချာလေးနားထောင်စီချင်လို့လေဒီနေ့တော့ဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်လာမယ့်ဗီဒီယိုမှာကျွန်တော်လေးညွန်နေပြီးပြန်တွေ့မယ်လို့ပြောကြရင်နဲ့ ဘဝမှာအဖေဆိုတာအယောင်မှာအရေးကြီးပါလားဆိုတာကိုမိစေလိုနေနဲ့ပြီးနိုင်ကြပါလေအဖေတွေကိုပြစ်မှားကြပါလေအဖေတွေကိုလည်းချစ်ပေးကြပါအမေကိုပဲချစ်တယ်လို့တော့ဘဝမပြောပါနဲ့အဖေကိုလည်းဝိုင်းပြီးတော့ချစ်ပေးကြပါအဖေကိုလည်းအယောင်မှာချစ်နိုင်ကြတဲ့တာသမီဖြစ်နိုင်ကြပါစေလို့ဒီဗီဒီယိုလေးကလည်းကျွန်တော်လေးညပါနေတဲ့စင်မြစ်တာပူရင်နဲ့အားလုံးကိုကျေးဇူးတင်ရှိပါတယ်